မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့စက်ထမအတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့တဆက်နှစ်လရာဒီမိုးဆိုတဲ့အကြောင်းလေးတွေကနေပြီးတော့ယင်းလေ့ကျင့်ခန်းလေးတွေကိုဆက်လက်ပြီးတော့ဖြေသွားမှာဖြစ်ပါတယ် ကဲဒါဆိုရင်ဒီနေ့ဖြည့်သွားမဲ့လေ့ကျင့်ခန်းလေးတွေကိုကြည့်လိုက်ရအောင်။အောက်ပါမေခွန်းများကိုစင်စာဖြည့်ဆိုပါအဖြည့်များကိုလေ့ကျင့်ခန်းစာအုပ်တွင်ရေးပါတဲ့ရေးမှတ်ပါတဲ့ဒါလေးကတော့ဆရာမပြည့်ဖြည့်ပုံဖြည့်နည်းလေးကိုပဲပြောပြပေးသွားမှာဖြစ်ပါတယ်ကိုယ့်ဘာသာကိုလေ့ကျင့်ခန်းထဲမှာရေးရမှာဖြစ်ပါတယ်ကဲဒါဆိုရင်နံပါတ်1ကိုကြည့်ရအောင်အောက်ပါကွက်လက်များတွင် စကလုံးများကိုမှန်အောင်ဖြည့်ပါတဲ့နံပါတ်1မိုးသည်တင်းရွက်ချောင်းများကိုစွန့်ချွေသွားသည်တဲ့သူကပေးထားစွန့်နှစ်စွန့်ပေးထားပါတယ်စာလုံးစွန့်နဲ့စလိန်စွန့်စာလုံးဝဆွတ်တတ်တ်စွန့်နဲ့စလိန်ဝဆွတ်တတ်တ်စွန့်ကဲဒါဆိုရင်ဒီနေရာမှာစွတ်ချွေကိုဘာနဲ့သုံးမလဲစာလုံးနဲ့သုံးမလားစလိန်နဲ့သုံးမလားဆိုတော့စလိန်နဲ့သုံးမှာဖြစ်ပါတယ်မိုးသည်တင်းရွက်ချောင်းများကို စွတ်ချွေသွားသည်နောက်တစ်ခုကမိုးတဲနေပြီတဲ့နော်တညတဲ့ဝေစနှလုံးပေါက်တဲနဲ့တနောက်ပြဲတဲနဲ့နော်မိုးတဲနေတာဒါဒီနေရာမှာတဲဆိုတာမြေမြေကမ်းဘေးပင်လယ်တွေဘေးမှာရှိနေတဲ့တဲကို ပြောတာဖြစ်ပြီးတော့ဒီတညတဲ့ဝေစနှလုံးပေါက်တဲကိုတော့မိုးတဲတဲတဲတီးထန်တယ်ဆိုတဲ့နေရာမှာသုံးမှာဖြစ်ပါတယ် ဒါဆိုရင်မိုးတဲနေပြီတညတ်တန်ဝေစံနှလုံးပေါင်းတဲနောက်တစ်ခုကနောက်တစ်ခုကမိုးဆင်းမှအပြင်ထွက်ပါတဲ့စာလုံးဆင်းနဲ့စလိန်ဆင်းကဲဒါဆိုရင်ဒီနေရာနေ့မှာမိုးဆင်းရတာကိုဘာနဲ့သုံးမလဲနော်မိုးဆဲတာကိုဘာနဲ့သုံးမလဲဆိုတော့ပထမဦးဆုံးအနေနဲ့စလိန်ဆဲတာစလိန်ဆဲတယ်ဆိုတာကြတော့ဘာလဲဆိုတော့တယောက်နဲ့တယောက် စကားများရန်ဖြင့်လို့ဆဲတာဆိုတာနော်ရင်းရင်တီတီပြောတာဆိုတဲ့နေရာမှာစလိန်နဲ့သုံးမှာဖြစ်ပြီးတော့မိုးဆဲတာကိုတော့စာလုံးနဲ့ဆဲမှာဖြစ်ပါတယ်ကဲဒါဆိုရင် မိုးဆဲမှာအပြင်ထွက်ပါတဲ့ကဲဒါဆိုရင်နောက်တစ်ခုကိုကကျူးကိုဒူးတောင်မယုံဟူသောစကပုံရှိသည်တဲ့ဒါဆိုရင်ကိုကကျူးတာကိုကကျူးတာကိုဘာဘာနဲ့ကျူးမှာတော့ နော်ရပ်ပစ်ကျူးနဲ့ကျူးမလားရရည်ကျူးနဲ့ကျူးမလားဆိုတော့ရပ်ပစ်ကျူးနဲ့ကျူးမှာဖြစ်ပါတယ်ကျူးကြော်တာနော်အဲ့ဒါတွေကို ရပ်ပစ်ကျူးနဲ့ကျူးမှာဖြစ်ပြီးတော့အစာကျူးအတောင်ကျူးတာကိုတော့ရရည်ကျူးနဲ့ကျူးမှာဖြစ်ပါတယ်ဒါဆိုရင်ကိုကကျူးကိုဒူးတောင်မယုံနှင့်ဟူသော စကပုံရှိသည်တဲ့နောက်ခုနံပါတ် တကန်စေးပြေးလျင်အဝင်းနဲ့6အောင်တုတ်ပါတဲ့စေး20ပေးထားတယ်စလင်စေးနဲ့စလုံးစေးနော်ဒီနေရာမှာစာလုံးစေးရပါလဲဆိုတော့တစ်စေးတို့ဝါစေးတို့စာလုံးစေးနဲ့သုံးပြီးတော့ပကံစေးတော်တော့စလိန်စေးနဲ့သုံးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ပကံစေးပြီးလည်ရင်အဝင်းနှစ်6အောင်တုတ်ပါတဲ့။ကဲဒါဆိုရင်နောက်ထပ်နံပါတ် နံပါတ်2ကတော့အောက်ပါစကလုံးများကိုဝက်ကြဖွဲ့ပါဆိုတာကတော့ကလေးတွေကိုယ်ပါတာကိုဖွဲ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကနံပါတ်3အောက်ပါဆိုရိုးစကားများကိုအမျိုးအစားတူရာစုပေးပါတဲ့။သူကပေးထားတဲ့ဆိုရိုးစကားလေးတွေရှိတယ်။တော်သလင်းနေပဇွန်သေးတော်သလင်းမကန်သိန်းကျုံတောင်လေတုတ်ဖြူလာတကူ ကဆောင်မုံမကန်ကျိုးအောင်ရွာဝါကဆုံနှမ်းနေုံတပောင်းတကူလေယူစော်ဝါကောင်မိုးစိတ်ထွန်တုံးပိတ်ခဝဲပွင်တုံးတဆောင်မုံဝါစိုးဝါကောင်ရေဖောင်ဖောင်ဒါဆိုရင်ဒီကပေးထားတဲ့ကွက်လက်ကလေးတွေမှာဗားလေးတွေသူကပြောထားတာလေဆိုတော့ဒီပေးထားတဲ့စိုးရိုးစကားလေးတွေတည်းကနေမိုးအကြောင်းခွဲပေးရမယ်လေအကြောင်းခွဲပေးရမယ်နေအကြောင်းခွဲပေးရမယ် ယာဒီဘန်းမင်းနေရဲ့အကြောင်းကိုခွဲပေးရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ပထမဦးဆုံးကြည့်ရအောင်။တော်သလင်းနေပဇွန်သေးတော်သလင်းလာရဲ့နေဟာဘလောက်တောင်ပြင်းလဲဆိုရင်ပဇွန်နောင်သေးတယ်တဲ့။ဒါဆိုရင် तू ကဘာကိုပြောချင်တာလဲဆိုတော့နေအကြောင်းကိုပြောချင်တာဘယ်မှာဖြစ်မလဲဒီမှာဖြစ်မှာပေါ့။တော်သလင်းနေပဇွန်သေးဒါဆိုရင်နောက်တစ်ခုကြည့်အောင်တော်သလင်းမောကန်သိန်းကျုံเนาะ တော်သလင်းလာမှာရွာတဲ့မိုးဟာဘလောက်တောင်ကြီးလဲဆိုရင်လဲကသိန်းရိုးတွေတောင်ကျိုးတယ်တဲ့เนาะအဲ့လောက်ထိတောင်မိုးကကြီးတယ်ဒါဆိုရင်ဒီနေရာမှာမိုးပါလာတယ်တော်သလင်းမိုးကန်သိန်းကျိုးဆိုတဲ့အတွက်ကြောင့်မလို့သူကဘယ်နေရာမှာဖြစ်မလဲမိုးနေရာမှာဖြစ်မှာပေါ့ကဲနောက်တစ်ခုကြည့်အောင်တောင်လေတုတ်ဖြူ နော်လာတကူတဲ့တောင်လေတုတ်ဖြူလာတကူနော်တကူလာရောက်တဲ့အခါမှာတောင်လေတိုက်တာကိုပြော့ပြတာတကူလာမှာတောင်လေတိုက်တယ်အဲ့ဒါကြတော့လေးဆိုတာပါတဲ့အတွက်ကြောင့်မလို့လေးနေရာလေးမှာ ဖြစ်မှာ ဖြစ်ပါတယ်နောက်တကူကတဆောင်မုံမို့ကန်ကျိုးအောင်ရွာတဲ့တဆောင်မုံလာမှာရွာတဲ့မိုးကတော့မိုးကပြင်းထန်တဲ့အတွက်ကြောင့်မလို့သူလည်းပဲကန်နော် तू ကကန်သိန်းကန်သိန်းလောင်မဟုတ်ဘူး तू က နော်ကံကြီးတွေကျိုးအောင်အောင်မှမိုးကပြင်းထန်တယ်ရွာတယ်ဆိုပြီးတော့ပြော့ထတာတဆောင်မုံမိုးဒါဆိုရင်မိုးပါတဲ့အတွက်ကြောင့်မလို့ဘဲမှာဖြစ်မလဲဆိုတော့မိုးနေရာမှာဖြစ်မှာပေါ့နောက်တစ်ခုကဝါကစုံနှမ်းနေယုံနော်ကစုံလမှာဝါပေါ်ပြီးတော့နေယုံလမှာနှမ်းထွက်တယ်တဲ့ဒါဆိုရင်ဒါကဘာလဲဆိုတော့ရာသီပန်းအပင်ပေါ့နော်ဝါနဲ့ နှင်းနဲ့ပါတဲ့အတွက်ကြောင့်မလို့သူ့ကိုယာဒီပန်းအပင်မှာထဲ့မှာဖြစ်ပါတယ်နောက်တစ်ခုကတပေါင်းတကူလေယူးစော်တဲ့เนาะတပေါင်းလာနဲ့တကူလာမှာလေယူးတွေเนาะတိုက်ခိုက်နေတယ်ဆိုတော့အကြောင်းကိုပြောပြထားတာဒါကြောင့်မလို့သူကလေယူးဆိုတဲ့အတွက်ကြောင့်မလို့လေပါလို့လေအကြောင်းမှာဖြစ်မှာဖြစ်ပါတယ်နောက်တစ်ခုက ဝါကောင်မိုးစိတ်ထုံထုံပိတ်တဲ့ဝါကောင်လမမိုးစိတ်စိတ်ကလေးရွာပြီးထုံထုံပိတ်တဲ့လဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကမိုးပါတယ်ဒါကြောင့်မလို့ तू ကဘယ်နေရာမှာဖြစ်မလဲမိုးနေရာမှာဖြစ်ပါနောက်တစ်ခုကခဝဲပွင်တုံးတဇောင်မုံတဇောင်မုံလမှာခဝဲပန်းနေပွင့်နေဒါဆိုရင်ဘယ်မှာလဲရာဒီပန်းပင်နေရာမှာထဲ့မှာပေါ့နောက်တစ်ခုက ဝါစုံဝါကောင်ရေဖောင်ဖောင်နဲ့ဝါစုံလနဲ့ဝါကောင်လရေကြီးတဲ့လဖြစ်တဲ့အတွက်ကြောင့်မလို့သူကပေးထားတဲ့ရေဆိုလို့သူကဘယ်မှာဖြစ်မလဲရေနေရာမှာဖြစ်မှာဖြစ်ပါတယ်ဝါစုံဝါကောင်ရေဖောင်ဖောင်ဒီနေရာမှာရေရေနေရာတော့မပေါဘူးเนาะရေဖောင်ဖောင်ကဲဒါဆိုရင်ဒီ ဆိုရိုးစကားလေးတွေနဲ့လိုက်ပြီးကိုယ့်လက်ဖြည့်တာလေးကိုဖြည့်တဲ့အောင်လို့တင်ကြပေးခဲ့တာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်ထပ်ဒီနေ့တင်ပေးခဲ့တာကတော့နော်စတ္ထမာတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့လ32လနော်အကြောင်းရေးသားထားတယ်နော်လ32လရာသီမိုးရာသီအကြောင်းမိုးရေးသားထားတဲ့အခန်းထဲကနေပြီးတော့ယင်လက်ကျင်ကလေးနှစ်ခုကိုဖြည့်ပြပေးသွားတာဖြစ်ပါတယ် ဒီနေ့ကတော့ဒီ32လရာသီမိုးဆိုတဲ့သင်္ကန်းသာဆက်ထမာတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့စုံရုံးစကားအသုံးချဘာသာစကားတွေကနေ32လရာသီမိုးဆိုတဲ့သင်္ကန်းစာတွေကနေပြီးတော့ရင်လေ့ကျင့်ခန်းလေးနှစ်ပုဒ်ကို ဖြည့်ပြပေးသွားတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်